ယ်တငယ်ချင်းတွေနဲ့အတူကစားအမာကိုမေမိုးကမပျော်ရွှင်တော့ဘူး။ဘာကြောင့်လဲဆိုတော့အတန်းထဲမှာတငယ်ချင်းစဉ်စဉ်ကမေမိုးကိုသူတို့အဖွဲ့ထဲမှာပါဝင်ကစားဖို့လက်မခံဘူးတဲ့။မေမိုးကိုအရက်ပူတယ်အပြင်းနေတယ်လို့ပြောပြီးတော့ကစားပွဲမှာသူတို့အဖွဲ့အနိုင်မရမှာကိုစဉ်စဉ်ကစိုးရိမ်ပူပန်နေတဲ့ကွယ်။ ဒါကြောင့်မေမိုးကိုပါဝင်ခွင့်မပေးလို့ကြောင်းရှင်းပြလိုက်တယ်။အဲ့ဒီခါမှာ မေမိုးကစိတ်သက်ကြပြီးသူတို့နားကနေပြီးတော့ထွက်လာခဲ့တဲ့ကွယ်။အဲ့ဒီချိန်မှာပဲတခြားတနေရာမှာအေးအေးနဲ့တခြားတငယ်ချင်းတွေဟာပြေးတိုင်းလိုက်တိုင်းကစားနေတဲ့ကွယ်။အေးအေးကသူတို့နဲ့အတူပါဝင်ကစားကျင်သလားလို့မေမိုးကိုမေးလိုက်တယ်။ကစားပွဲမှာ အနိုင်မရမှာစိုးရိမ်ပါတယ်။သူဟာအပြေးနေတဲ့အတွက်ဒါကြောင့်သူ့ကိုတခြားသူများကကန့်ကွက်မှာစိုးရိမ်ပါတယ်လို့မေမိုးကပြောလိုက်တဲ့ကွယ်။အဲ့ဒီချိန်မှာပဲအေးအေးကသူတို့အားလုံးဟာဒန်းတူပါဝင်ခွင့်မပေးပဲဘေးဖယ်ချန်လန့်ထားခြင်းကိုမနှစ်သက်ပါဘူး။စီးလုံးညီညွတ်မှုကို ပြပြားစီတဲ့ခွဲခြားဆက်ဆံခြင်းကိုစန့်ကျင်တယ်လို့ရှင်းပြလိုက်တဲ့ကွယ်။ အဲ့ဒီတော့သူတို့ရဲ့ကစားပွဲမှာအားလုံးပျော်ပျော်ရွှင်ရွှင်ကစားကြမယ်ပြီးတဲ့အခါမှာတယောက်နဲ့တယောက်မျက်မျက်တက်တက်ပြုမှုဆက်ဆံဖို့သာအရေးကြီးကြောင်ရှင်းပြလိုက်တဲ့ကွယ်အနိုင်ရရေးကိုသာအဓိကထားတဲ့ကစားပွဲမှာဆိုရင်တော့နိုင်တဲ့အခါပဲပျော်ရွှင်ရပြီးတော့ရှုံးတဲ့အခါမှာတော့တဦးကိုတဦးအပြစ်တင်ပြီးမပျော်မရွှင် ဖြစ်တဲ့အကြောင်းကိုလည်းပြောပြလိုက်တဲ့ကွယ် နေ့လေကျောင်းစင်းချိန်မှာအေးအေးနဲ့အတူကစားရသည်မှာပျော်စရာကောင်းတယ်လို့မင်းမိုးကပြောပြလိုက်တဲ့အတွက်အောင်လေးနဲ့မင်းပညာတို့လည်းပါဝင်လာကြတဲ့ကွင်။ကစားပွဲမှာအဖွဲဝင်တွေများလာတဲ့အတွက်နှစ်ဖွဲ့ခွဲပြီးကစားကြမယ်လို့အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြတယ်။အဖွဲကောင်းဆောင်နှစ်ဦးကိုလည်းအားလုံးရဲ့သဘောတူညီမှုနဲ့ရွေးချယ်တယ်။အဖွဲဝင်အားလုံးကိုလည်းမဲနိုင်ပြီး အလှဲ့ကျခွဲဝေလိုက်တဲ့ကွယ်အေးအေးနဲ့တငယ်ချင်းတွေဟာမတူညီမှုအလုံးကိုလက်ခံပြီးတဦးနဲ့တဦးလေးစားကတန်းတူအခွင့်ရေးကိုရရှိစေတဲ့ကွယ်အပြင်းနေတဲ့မေမိုးအတွက်တငယ်ချင်းအလုံးက အရှင်လျှော့ပြေးခြင်းနဲ့အမိဖမ်းနိုင်ရန်အားပေးကူညီလိုက်တဲ့ကွယ်အပြေးမြန်နဲ့အောင်လေးလိုက်ရတဲ့အလှဲ့မှာဆိုရင်တော့ ခြေတစ်ဖက်ထောက်ပြေးခြင်းဖြင့်တငယ်ချင်းများကို အမိဖမ်းမိတဲ့ကွယ်အဲ့ဒီတော့ကစားပွဲမှာအနိုင်ရရည်ချက် ခွဲခြားမှုကင်းပြီး အချင်းချင်းစာနာနာလေကတဦးရဲ့လိုအပ်ချက်ကိုတဦးပြဝေပေးခြင်းဖြင့်ဇင်စင့်ကိုတချမ်းကတငယ်ချင်းတွေနဲ့အတူတူပျော်ရွှင်စွာကစားစေခြင်းစိတ်တွေဖြစ်ပေါ်လာခဲ့ပါရဲ့ကွယ်။ကဲဒီဇလန်းလေးကိုဖတ်ပြီးခလေးတို့သာ ကစားရမယ်ဆိုရင်တော့ ဘသူ့လိုစိတ်ထားမျိုးထားမလဲဆိုတာစဉ်းစားထားကြเนาะအခု သင်ခန်းစာလေးကိုဒီချေကဒီမာရင်ရက်ပါမယ်ကွယ်နောက်စာသင်ချက်လေးမှာပြန်တွေ့ကြရအောင်เนาะနောက်ခမင်းရဲ့စာသင်မယ်အားလုံးဝင်လာပါနားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ဂိုက်တယောက်လိုနေပြီလားဒါဆိုသူခမင်း app ရှိရယ်เนาะ နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်အချိန်ပြည့်ရှိနေမယ်သူခမင်းကြီးပေါ့ဘယ်အချိန်မဲလိလာလိလာသူခမင်းကြီးကစာတွေကို24နာရီအချိန်ပြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါသူခမင်း app မှာဆိုရင်သင်ရိုးညွှန်းနေတဲ့အတိုင်းသင်ခန်းစာတွေကိုသင်ကြားပြတ်သားပေးထားလို့တသားမီးတို့စာတွေမလိုက်နိုင်မှာစိတ်ပူစရာမျိုးတော့ပါဘူးကဲဒါဆိုចောင်းសារីត្រូវសេញញញអស់មកလား အနည်းဆုံးစေးနှုန်း3600ကျပ်ကနေစတင်ဝယ်ယူနိုင်ပြီး iOS Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhamain.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ tukhamain application ကိုအခုပဲ subscribe လုပ်လိုက်တော့နော်